မင်္ဂလာခင်ဗျာကျွန်တော်တို့ရဲ့မြမလဝိချန်ပီယံသွေးသွေးဝင်နိုင်ကအသက်30နှစ်အရွယ်နဲ့ကစားသမားဘွားအနေအနောက်ရဲ့ဆုံးဖြတ်ချက်ကိုချမှတ်လိုက်ပြီးတဲ့နောက်ဒီသတင်းက confirm ဖြစ်ဖြစ်ဆိုတာကိုသတင်းမီဒီယာအများစုလိုက်ပြီးတော့စုံစမ်းခဲ့ကြတယ်ဒီတော့မြမယူရလဝိနဲ့အနည်းဆုံးဖြစ်တဲ့ SCM channel ဆိုရင်လည်းဒါအုတ်ချုပ်သူဥကြော်ဝင်းလိုင်ကိုဆက်သွယ်ပြီးတော့မင်းမြန်းခဲ့တယ်ပေါ့လေအဲ့တော့ဆရာကိုကြော်ဝင်းလိုင်ကနေသွေးသွေးဝင်းလိုင် နားသွားတယ်ဆိုတဲ့အခြေအနေက50 50ရာခိုင်နှုန်းဆိုတဲ့ပုံစံမျိုးပြောပြခဲ့ပါတယ်ဒီနေ့ဒါပြည်သက်တွေအကြောင်းမှာသွေးသွေးဝင်လာအမေရိကန်အနောက်သွားခဲ့ပြီလားဘာကြောင့်လဲဆိုတာကိုပြည်သက်တွေကစိတ်ဝင်စားနေတော့ဒါ SPM လောဝေရှန်နဲ့ M ကနေဆက်သွယ်ပြီးတော့မြန်မာတဲ့အချိန်မှာဆရာကျော်ဝင်းနိုင်ကတခုပဲပြောတယ်ကျမ်းမာရေးအခြေအနေကြောင့်အနောက်သွားတယ်ဒါပေမဲ့50ရာခိုင်နှုန်းပဲယောဂပျောက်ကင်းရင်တော့ဓမျိုးတစ်ပုံဖြစ်လာနိုင်တယ်ဒီတော့ ကျွန်တော်တို့အခုချိန်ဆိုရင်တော့ဒါသွေးသွေးဝင်လိုက်ကျမ်းမာရေးကောင်းပြီးတော့လောကီလောကရဲ့ပြန်ဝင်လာနိုင်ပါစေလို့ဆုတောင်းပေးရမယ်အနေထားပေါ့လေဘာကြောင့်လဲဆိုတော့ तू အသက်30နှစ်ပဲရှိသေးတာကိုပြီးတော့လက်ရှိပြည်တွင်းမှာဆိုရင်လည်း तू ကနံပါတ်1ပဲချန်ပီယံလဲချန်ပီယံဆိုတော့သူ့ကိုပြည်သက်အများစုကစက်ပြီးထိုးစေခြင်းသေးတယ်ကျိုးဝိုင်းထက်မှာမြင်မြင်ကြသေးတယ်လေအဲ့တော့ဆရာကျော်ဝင်းလိုင်ကတော့ဗာပြောသွားလဲဆိုတော့ကျမ်းမာရေးအရှိအနေအရကအချိန်ယူပြီးတော့သွေးသွေးဝင်လိုင်ကကုသရဖို့ရှိတယ်ဒီတော့ ပြန်ထိုးဖြည့်မထိုးဖြည့်ဆိုတာက90 90ပဲဆိုပြီးတော့အပြေပေးသွားခဲ့တယ်ခင်ဗျတွတ်တွဝင်လာအနေနဲ့အခုသူ့ရဲ့မိတ်ဆွေတို့ပြောကြကြရရဆိုရင်တော့သူဟာသူ့ရဲ့ကလေးလေးရထားပြီးနောက်ပြီးတော့မိသားစုကိုသူအချိန်ပေးခြင်းနဲ့ပြီးတော့ကျန်းမာရေးအချိန်တွေရသူဒီ training စင်းမို့ကအဆင်မပြေတော့ဘူးဒါကြောင့်နားကျင်တယ်နောက်ထပ်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့သူဟာဗန်အမ်မှာကုံစံလေးတစ်ဆိုင်ဖွင့်မှုစူးစမ်းနေတယ် ဲ့တော့အဲ့လိုပုံစံမျိုးနဲ့ဖြတ်တန်းသွားတော့မယ်ဆိုတာမျိုးပြောခဲ့တယ်ခင်ဗျာသွေးသွင်းဝင်လိုက်ဟာပြည်ရင်းမှာဆိုရင်ဒါထွန်းတုံမင်းရာမန်ဆိုလင်ဦးအဲ့လိုဖိုက်တာတွေကိုတော့အနိုင်ယူခဲ့တဲ့ဖိုက်တာတယောက်ဖြစ်ပါတယ်သူရှုံးခဲ့တာဆိုလို့တပြေညိုတယောက်တည်းပဲရှိခဲ့တယ်အဲ့တော့ရှုံးမွဲတပွဲသာရှိတဲ့ဖိုက်တာပေါ့လေပြီးတော့သူဟာဝမ်ချမ်ပီယံရှစ်ကိုကူးပြီးတော့ပွဲတွေထိုးခဲ့တယ်နှစ်ပွဲထိုးရမှာတော့နှစ်ပွဲလုံးရှုံးခဲ့တယ်ဝမ်ချမ်ပီယံရှစ်မှာတော့သူဒီပုံစံကောင်းမပြနိုင်ခဲ့ဘူးဒါပေမဲ့ပြည်ရင်းမှာတော့သူဟာထိတ်တန့်ဖိုက်တာတယောက်ဖြစ် ရည်တည်ပြနိုင်ခဲ့တယ်။ဘာပြောသူ့ရဲ့ကျမ်းမာရေးရှင်တွေပြန်လည်ကောင်းမွန်လာနိုင်ပါစေ။ဆရာကျော်ဝင်းလည်းပြောပြသလို50 50ရခိုင်နှုန်းရှင်တွေမှာကျမ်းမာရေးပြန်ကောင်းပြီးတော့ကျိုးဝိုင်းတဲ့ကိုတကြောပြန်လည်ဝင်ရောက်တာမျိုးဖြစ်လာနိုင်ပါစေလို့ဒီနေ့ကနေဆုတောင်းပေးလိုက်ပါရခင်ဗျာ။ကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။